တနေ့သိန်းတရာဝင်ငွေရှိတဲ့ငပိတဲ့ဖြစ်ကြောင်းကြွားလုံးထုတ်လိုက်လို့အခွန်ငွေတိုးပြီးပေးဆောင်ရတော့မယ့်အောင်ချမ်းဤပြည်သူများလုံးမင်္ဂလာပါရှင့် Celebrity MM ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဆယ်လီအောင်ချမ်းဤကတော့အခုချိန်မှာမြန်မာတိုင်းနိုင်ငံလုံးကပြည်သူတွေရဲ့အားကြမှုတွေကိုရရှိလို့နေပါတယ် အကြောင်းကတော့သူကနေစဉ်နေတိုင်းမှာဝင်ငွေကျပ်သိမ်းပေါင်းတရာရရှိနေတဲ့တကယ့်ထိတ်တန့်တတိကြီးတယောက်ဖြစ်နေတာကြောင့်ပဲဖြစ်ပါတယ်။ပုံမှန်တတိတွေလုပ်ငန်းရှင်တွေတောင်မှတနေ့ကိုငွေကျပ်သသိမ်းဝင်ငွေရရှိဖို့ဆိုတာကမလွယ်ကူတဲ့ကိစ္စပဲဖြစ်ပါတယ်။တလားကိုသိမ်းတရာဆိုရင်တောင်မှမနေ့ကိုစူးစမ်းရှာဖွေရမှာဖြစ်ပေမယ့်ဆယ်လီအောင်ချမ်းကြီးကတော့တရက်ထဲနဲ့တင်သိမ်းတရာရရှိအောင်စွမ်းဆောင်နိုင်တဲ့သူလေးဖြစ်ပါတယ်။ ဒီလိုမျိုးဝင်ဝင်များနေရတဲ့အကြောင်းရင်းကတော့သူ့ရဲ့ငပေးကအရန်ကိုရောင်းကောင်းနေရကြောင်းဖြစ်ပါတယ်။သူများတွေလိုမျိုးရွှေဆိုင်ပန်ရှင်ဘာဆိုင်ပန်ရှင်မှမဟုတ်ပဲတာမန်ငပေးတယ်လေးတယောက်အဖြစ်ကနေဒီနေ့ကိုဝင်ဝင်သိန်းတရားရရှိတယ်ဆိုတာကတကယ့်ကိုအံ့ဩစရာကောင်းလှပါတယ်။ဆယ်လီအောင်ချမ်းကြီးကတော့ဒီလိုမျိုးမဖြစ်နိုင်ဘူးလို့ထင်ရတဲ့အရာတွေကိုတတိပြပြီးတော့လှုံ့ဆော်သွားခဲ့ရပါ။အခုဆိုရင်တော့သူ့ရဲ့ငပေးတွေကမြန်မာနိုင်ငံအနှံ့အပြားကိုနေ့စဉ်နေ့တိုင်းတင်ပို့ရောင်းချနေရပြီးတော့ရောင်းအားတွေကအများပြားမြင့်တက်လာနေရဖြစ်ပါတယ်။ ူကအစင်းရွမ်းပါသလိုအတန်းပညာလဲတိတ်ပြီးတော့မတက်ခဲ့ပဲလူတကာအလဲမှာအားငယ်နေကြရတဲ့ဘဝနဲ့ဖြတ်တန်းခဲ့ရတာဖြစ်ပါတယ်။နိုင်ငံသားမှအိမ်ပေါ်သွားလို့ပြီးတော့ဘဝကိုစူးစမ်းရုံးကန်ရင်းနဲ့ သူရဲ့ဘဝကိုအခုလိုမျိုးတိုးတက်အောင်မြောင်လုံးနှီးပေါင်းစုံနဲ့ကြံစီပြီးတော့စဉ်းစားခဲ့ပါတယ်။နောက်ဆုံးမှာတော့ငပိရေတိုးစရာတွေနဲ့တောသဘာဝအာရပိုင်းရောက်စားပြနေတဲ့ဗီဒီယိုလေးတွေကနေဆိုရှယ်မီဒီယာမှာပေါက်သွားခဲ့ရပါ။အဲဒီကနေဆယ်လီဖြစ်လာခဲ့တဲ့အောင်ချဲကြီးကနောက်ပိုင်းမှာတော့သူ့လိုမျိုးအရသာရှိစွာစားသုံးနိုင်စေဖို့အတွက်ငပိတွေကိုမြန်မာနိုင်ငံအနှံပြားမှာရောင်းချခဲ့ပါတော့တယ်။အောင်ချဲကြီးကိုယုံကြည်အားပေးကြတဲ့ပရိသတ်တွေအများပြားကလည်းဝယ်ယူအားပေးခဲ့ကြပြီးတော့ငပိကလည်းအမှန်တကယ်အရသာရှိရာကိုသိတဲ့အတွက်ခဏ တွင်းမှာအရန်အောင်မြင်သွားခဲ့ပါတယ်။အခုဆိုရင်တော့ရောင်းအားတွေကအရန်မြင့်တက်နေရကြောင်းဝန်ထမ်းကောင်းများစွာကိုခန့်အပ်ထားခဲ့ရပြီးတော့သူကိုယ်တိုင်ကတော့တရက်ကိုမြန်မာငွေ7300ပေါင်းတရာဝင်ငွေရရှိတဲ့တထေးကြီးအဖြစ်ကိုရရှိနေခဲ့ပါပြီ။အစရောကတော့စင်ရွန်းနှံပါတာကြောင့်အနေခံဖြစ်ခဲ့ပေမဲ့အခုချိန်မှာတော့တနိုင်ငံလုံးမှာအောင်မြင်ဆုံးမှာဆိုရင်နုပညာရှင်တွေတောင်မှအောင်ချမ်းအေးလို့ဝင်ငွေမကောင်းနိုင်တော့ပါဘူး။ဒါကြောင့်အားလုံးရဲ့အားကြမှုတွေကိုရရှိနေခဲ့ပြီးတော့သူတို့ပါငပီယောင်ဆိုင်ကောင်းမလားလို့တွေးတောရတဲ့အထိဖြစ်နေခဲ့ပါ சுவாமி ဆယ်လီအောင်ချမ်းကြီးကတော့သူကိုယ်တိုင်ကလည်းငပိရီတိုးစရာကိုအာရပါရစားပြတဲ့အပြင်သူရဲ့ပရိသတ်တွေကိုလည်းကောင်းမွန်တာတွေစားစေခြင်းနဲ့အတွက်စေတနာထားပြီးတော့ရောင်းချပေးနေရပါတခါတော့ငါဆိုရင်တော့သူရဲ့ငပိကတပိတ်တာမှာ90တာလိုနေတယ်ဆိုပြီးမနာလိုဝေဖန်တိုက်ခိုက်တာတွေနဲ့လည်းကြုံခဲ့ရပူပါတယ်ဒီလိုမျိုးတိုက်ခိုက်တာတွေကပဲသူ့ကိုပို့ပြီးတော့အောင်မြင်အောင်လုပ်ပေးနိုင်ခဲ့ပြီးအခုဆိုရင်တော့မြန်မာနိုင်ငံရဲ့ဝင်ငွေအမြင့်ဆုံးဆယ်လီတယောက်ဖြစ်တဲ့ရက်တည်နိုင်ခဲ့ပြီဖြစ်ပါတယ်ဒါပေမဲ့တခုရှိတာကဒီလိုမျိုးငပိတဲ့အဖြစ်နဲ့တနေ့က သိန်း100ကျော်ဝင်ငွေရရှိနေပါတယ်ဆိုပြီးအကြွားလွန်သွားတာကြောင့်နိုင်ငံတော်ကအခွင့်အရေးတွေအများကြီးလာပြီးတော့ကောက်ခံတာကိုလည်းကြုံတွေ့နေခဲ့ရပါတယ်။ဒါကြောင့်အောင်ချမ်းကြီးကတော့သူများထက်ပိုပြီးတော့ဝင်ငွေကျန်းတယ်လို့သူများထက်လည်းအခွင့်အရေးအများကြီးဆောင်ရတော့မှာပဲဖြစ်ပါတယ်။ဘလို့ပဲဖြစ်ဖြစ်တရက်ကိုမြန်မာငွေ7သိန်းပေါင်း100ကျော်ဝင်ငွေရရှိနေပါတယ်ဆိုရင်ငပိတဲ့ဆယ်လီအောင်ချမ်းကြီးကိုပြည်သက်ကြီးတို့ရော အားကြမိကြလားရှင်။အစုံနဲ့ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရရှင်။